ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အောင်းလည်းမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအောက်ဇာသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ Carabao Cup ပွဲစဉ်တွေကိုတော့ EFL နဲ့ Premier League ကနေပြန်ပြီးတော့ schedule ချပြီးတော့ပွဲစဉ်အချို့ကိုရွှေ့ဆိုင်းပြီးတော့အချိန်ရှုလိုက်ပါတယ် ခရဘောင်းကတ်ကိုလာမယ့်ဒီဇင်ဘာ16ရက်နေ့မှာစတင်မှာဖြစ်ပြီးတော့ဒီဇင်ဘာ23ရက်နေ့မှာသူတို့ဘက်ကပြီးသတ်မှာဖြစ်တဲ့ဒီဇင်ဘာ16ရက်နေ့မှာကာတီစီတီနဲ့ချီစီရဲ့ထိပ်တိုက်ပွဲဖြစ်မယ်18ရက်နေ့မှာတော့မန်ချက်စတာစီတီနဲ့ဘရန့်ဖို့ကံဖို့ရှိပြီးတော့ဒီဇင်ဘာ20ရက်နေ့မှာတော့ညူကာဆယ်ယူနိုက်တက်နဲ့ဖူလန်နဲ့ခရစ်စတယ်ပဲလစ်နဲ့အာဆယ်တို့ရဲ့အမ်နိတ်ကွင်းကပွဲကိုတော့ဒီဇင်ဘာ23ရက်နေ့မှာကျင်းပသွားမှာဖြစ်ကြောင်းသူတို့ဘက်ကအတည်ပြုလိုက်ပါတယ် တစ်ဖက်မှာတော့နီကိုဝီလျံကသူ့ရဲ့ injury ပြဿနာကပဲသူ့ရဲ့ level ကို ပြန်လည်ပြီးတော့မရရအောင်တိုးတက်ဖို့လိုအပ်လျက်ရှိကြောင်းဆိုထားတယ်အခုလောလောဆယ်အနေထားအရ injury ပြဿနာဖြစ်ပြီးခဲ့ကသူ့ရဲ့ highest level ကိုပြန်မရခဲ့တဲ့အတွက်လောလောဆယ်မှာအကောင်းဆုံးပုံစံရအောင်ကြိုးပမ်းလျက်ရှိကြောင်းဆိုထားပါတယ် Jonathan David ကအခု Juventus ကထွက်ဖို့ပြင်ဆင်လျက်ရှိပါတယ် Diadi အစကမှပြင်သစ်ကလပ်လီယေကနေအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရောက်လာတဲ့ Jonathan David ကနောက်ပိုင်းမှာ Juve အသင်းရဲ့အရန်ဖြစ်နေတဲ့ချိန်မှာသူ့ရဲ့ agent ကရှင်ကလပ်ကထွက်ခွာဖို့ဆန္ဒရှိကြောင်းဆိုထားပါတယ် Antonio Rudiger ကသူ့ရဲ့တံရပြက်တရာကနေပြန်လာမှဖြစ်တဲ့အချိန်မှာအခုလောလောဆယ်မှာသူ့အနေနဲ့လုံ လောက်တဲ့အချိန်တစ်ခုလိုအပ်ကြောင်းနဲ့ရာသီအစ pre-season ရဲ့ club world cup ပွဲစဉ်တွေကြောင်းအခုလိုတန်ရာပြဿနာတွေရင်ဆိုင်ခဲ့ရတာဖြစ်ပြီးတော့အချိန်တိုင်းတာတစ်ခုတည်းသူ့ဘက်က recover ဖြစ်ဖို့လိုအပ်ကြောင်းဆိုထားပါတယ်။ရီယယ်မက်ဒရစ်အင်းရဲ့လူငယ်ကစားပါဖရန်ကိုမက်ဆန်တူနိုကတန်ရာပြဿနာကြောင့်အနားယူရမှာဖြစ်ကြောင်းကလပ်ကကြေညာထားတယ်။ဒီစားမလေးကလည်းဒီအပိုင်းမှာပဲတန်ရာပြဿနာတွေတောက်လျှောက်ရှိနေပြီးတော့ မက်ဒရစ်ရဲ့အရေးပါတဲ့ပွဲစဉ်အချို့ကို လွဲချော်မှဖြစ်တယ်လို့ဆိုထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကအန်ထရီကာကင်တစ်ကလက်လီယွန်ရဲ့ဒါနီးပြဖြစ်သူနဲ့စကားပြောခဲ့တယ်။လီယွန်နီဗာဖူစီကာနဲ့စကားပြောဆိုခဲ့ပြီးနောက်အန်ထရီရဲ့အပြောင်းအရွှေ့ဟာဖြစ်လာနိုင်မှုရှိပြီးတော့ 6လအငားနဲ့မကြာမီမှာသဘောတူညီမှုရရှိလာဖွယ်ရှိကြောင်းဆိုထားပါတယ်။ဘာဆိုနာအသင်းကအခုလက်ရှိမှာပက်ဒရီရဲ့ဒဏ်ရာချီနေကိုတေချာဂူးဆိုင်ရှိသလိုရာဖင်ညာရဲ့ဒဏ်ရာကိုလည်းစောင့်ကြည့်နေဆဲဖြစ်တယ်။ရာဖင်ညာကအစောပိုင်းတုန်းကနှစ်ပတ်လောက်ပဲနားမယ်ဆိုခဲ့ပြီးမှအခုလက်ရှိမှာ6ပတ်လောက်ထိနားနေတာဖြစ်ပြီးတော့ရာဖင်ညာရဲ့ဒဏ်ရာပြဿနာဟာမကြာမီပြန်လဲပြောက်ခင်းပြီး အသင်းနဲ့တူပြန်ပါလာဖို့နှိစက်လက်ရှိကြောင်းဆိုပါတယ်ဘာစလိုနာဘက်က market swash ကိုတက်တန်းတိုးစာချုပ်နဲ့အပိသက်စာချုပ်ချုပ်ဆိုမှဖြစ်တယ်ဒါပေမဲ့ rushford အနေနဲ့ဘာစလိုနာအသင်းကိုပြောင်းရွှေ့ခြင်းနဲ့ဆိုရင်တော့ ူရဲ့လောက်ခလာစာကိုရှော့ယူရမှာဖြစ်ပြီးကက်တလန်ကလပ်ရဲ့ကာလန်ရဲ့ proposal ကိုလက်ခံရမှာဖြစ်ကြောင်းဆိုထားပါတယ်။တစ်ဖက်မှာတော့ Lewandowski ကို Sorry Club အသင်းတချို့က Euro 35သန်းနဲ့ကာလန်ထားတာကို Barcelona ကစောင့်ရသည်မှာလက်ခံသွားဖို့ရှိတယ်။တကယ်လို့ club ဘက်ကအစားထိုးမဲ့သူရှာဖွေနိုင်ခဲ့ရှင်တော့ Lewandowski ကိုစောင့်ရသည်မှာထွက်ခွာခွင့်ပေးဖို့ရှိကြောင်းဖော်ပြထားပါတယ်။ Sound အသင်းက Barcelona နဲ့လမ်းခွဲလာတဲ့ Oriol Romero ကိုပြန်ခေါ်လိုက်ပါတယ်။ Sound မှာကစားခဲ့မှုတဲ့သူက ကအခုလက်ရှိမှာကက်တလန်ကလပ်နဲ့စာချုပ်ဖြတ်သိမ်းခဲ့ပြီးနောက်34နှစ်အရွယ်ရှိတဲ့စပိန်ကွင်းလယ်ကစားမကချန်ပီယံရှစ်ကလပ်အသင်းကိုပြန်လည်ပြောင်းရွှေ့ပြီးဖြစ်တယ်။ရိုမာအသင်းရဲ့နီးပြဟောင်းဒန်နီယယ်ဒီရိုစီကတော့လီလလျက်ရှိတဲ့ဂျီနိုရာအသင်းရဲ့နီးပြဖြစ်ရပန်းစားလျက်ရှိတဲ့ပက်ထရစ်ဗီယာရာကိုထုတ်ပေးခဲ့ပြီးနောက်ဂျီနိုရာအသင်းရဲ့နီးပြဖြစ် ရိုမာရဲ့နီးပြဟောင်းကိုသူတို့ဘက်ကဆက်သွယ်မှုတွေပြုလုပ်ထားတယ်လို့ဆိုပါတယ်။ဘိုင်မြူနစ်အသင်းကလည်းဥပမခါနိုရဲ့တတန်းတိုးစာချုပ်ကိစ္စကိုစွမ်းကုံဆောင်ရွက်လျက်ရှိတယ်။လက်ရှိမှာဥပမခါနိုကိုဘိုင်ယန်ဘက်က တတန်းတိုးမဲ့ကိစ္စကမ်းလှမ်းထားပေမဲ့ကစားမောက်ကိုယ်တိုင်ကဘိုင်ယန်ဘက်ကနေကြီးမားတဲ့လက်မှတ်ထိုးချေ signing bonus ကိုမျှော်လင့်ထားတာလည်းဖြစ်တယ်။ Arsenal တင်းရဲ့တိုက်စီမှု Victor Gyokeres တယောက်ကျွတ်သားတဲ့အရာရှိခဲ့တဲ့အတွက်ဒီတစ်ပတ်ကစားမဲ့ Champions League ပွဲရောရှေ့တစ်ပတ် League ပွဲစဉ်ကိုပါသူတို့ဘက်ကစောင့်ကြည့်ရမှာဖြစ်တယ်။ Champions League ပွဲစဉ်ကတော့ Gyokeres ပလွဲချော်မှာဖြစ်ပြီးတော့သူ့ရဲ့ကျွတ်သားတဲ့အရာကို club ဘက်ကအသေးစိတ်ထပ်ပြီးလ ీల ာသွားဖို့ရှိကြောင်းဖော်ပြထားပါတယ်။ဒါတစ်ပတ်မှာ Arsenal အသင်းကခု Liverpool အသင်းနဲ့အ ပြိုင်ပဲလက်ရှိပြည်သိက္ခာလီရဲ့လူငယ်ကစားမဖြစ်တဲ့ဘောဒီဆိုတဲ့ကစားမလေးကိုစိတ်ဝင်စားလျက်ရှိတဲ့ဒီ session နဲ့သားကအခုလက်ရှိမှာဥရောပထိပ်တန်းကလပ်တီရဲ့စောင့်ကြည့်ခြင်းခံရသူဖြစ်ပြီးတော့မြောက်လန်ဒန်ကလပ်ကသူ့ရဲ့အခြေအနေကိုလေ့လာလျက်ရှိကြောင်းဆိုထားပါတယ် Granit Xhaka ကဒီတစ်ပတ်အတွင်းမှာသူ့ရဲ့ club hall Arsenal နဲ့ရင်ဆိုင်ရမှာကတကယ်ကို emotion game ဖြစ်တယ်လို့ဆိုလိုက်တယ်။ Arsenal သင်းမှာကာလာရှီချာကစားခဲ့တဲ့ဒီသင်းကသူ့ရဲ့ယင်ပတ်ထက်မှာအမြင်ရှိတဲ့အသင်းဖြစ်ပြီးတော့အခုလောလောဆယ်မှာ Sunderland နဲ့ပြိုင်ပတ်အသင်းတစ်သင်းအနေနဲ့တွေ့ရမှာကတော့တကယ်ကို special ဖြစ်တယ်လို့သူကဆိုလိုက်ပါတယ်။ Manchester United ရဲ့နီးပြ Ruben Amorim က Elliot Anderson ကိုခေါ်ယူဖို့စာနာရှိကြောင်းဖော်ပြလျက်ရှိတယ်။ Nottingham Forest ကသူ့ကိုရောင်းချဖို့စာနာရှိတယ်။ဒါပေမဲ့ပြောင်းရွှေ့ခြင်း ကိုတန်း90တန်း80အနည်းဆုံးပေးရရပွဲရှိတဲ့အချိန် Man United ရဲ့နီးပြား ရူဘင်အမရွန်ကသူ့ကိုသဘောကျတယ်လို့ဆိုပါတယ်ရူဘင်အမရွန်ကတော့သူ့အသိကရာသီအစနဲ့အတူလုံးဝပြောင်းလဲလာပြီးအသိကဖြည်းဖြည်းချင်းတိုးတက်ပြောင်းလဲလာခဲ့ပြီလို့ဆိုတဲ့အသိဟာအရင်ထက်ပိုတည်ငြိမ်လာတယ်ပူကောင်းလာပြီးတော့ဒါမကြမီမှာပဲအကောင်းဆုံးပုံစံကိုရရှိမှာဖြစ်တယ်လို့ဆိုပါတယ်ကိုဘီမင်းနုကအခုလောလောဆယ်မှာမန်ယူနိုက်တက်ကထွက်ခွာဖို့နီးစပ်လျက်ရှိတယ်လက်ရှိနေထိုင်ရာအသက်20ရွယ်ရှိတဲ့ဒီကစားမကနာပိုလီအသင်းကိုပြောင်းရွှေ့ဖို့နီးစပ်နေပြီးတော့ မန်ချက်စတာယူနိုက်တက်ရှိက green light ရတာနဲ့အဲ့အပြောင်းရွှေ့ဖြစ်လာနိုင်ပွဲရှိတယ်လို့ဆိုပါတယ်။ Thomas Frank ကတော့ Mickey Van der Ban နဲ့ Jasper တို့နှစ်ယောက်စလုံးသူကိုတောင်းပန်ခဲ့ကြောင်းဆိုပါတယ်။ Chelsea နဲ့ကစားတဲ့ London Derby ပွဲအပြီးမှာ မိပြဖြစ်သူကိုသူတို့ဘက်ကတုံ့ပစပ်ပဲထွက်ခွာသွားပေးပြီး ignore လုပ်ခဲ့တဲ့အပေါ်မီဒီယာတွေထောက်ပြလာခဲ့ပြီးနောက်သူတို့နှစ်ယောက်ကပွဲရရလက်ကြောင့်စိတ်ပြတ်စွာနဲ့ပဲကွင်းတွင်းကထွက်ခွာခဲ့တာဖြစ်ပြီးတော့ပွဲအပြီးမှာပဲသူကိုလာရောက်တောင်းပန်ခဲ့တယ်လို့ဆိုပါတယ် Tottenham Hotspur အသင်းက Everton ရဲ့နောက်ခံကစားမ Jaron Broadway ကိုချင်းကပ်လျက်ရှိတယ်ဒီကစားမကို Spurs ကကာလရှည်ချာဆောင်နေတာဖြစ်တဲ့အသက်23နှစ်ရွယ်ရှိတဲ့အင်္ဂလန်နောက်ခံကစားမကို Manchester United Newcastle အသင်းကပြီးခဲ့တဲ့နှစ်ပိုင်းကတောက်လျှောက်ကျူးပန်းခဲ့တာဖြစ်ပြီးတော့ Everton ကတော့ပေါင်တန်း90လောက်ရရည်ရောင်းထုတ်သွားပွဲရှိကြောင်းဆိုပါတယ် Spartan ရဲ့တိုက်စီမှု Richardson ကအယောင်စင်းတင်သွင်းခံထားရသည့်တိုင်အောင်ကလပ်ပါဆက်နေဖို့ဆန္ဒရှိနေတယ်သူအနေနဲ့ ထော်တန်ဟော့စပါအသင်းမှာစနေပြီးဒီသင်းကိုကူညီပေးခြင်းတယ်လို့ဆိုထားပြီးတော့ကလပ်ကထွက်ခွာမဲ့သတင်းတွေကိုညစ်ဆန်ပေးချထားပါတယ်။ချက်စီသင်းရဲ့ဒီပြအန်ဆိုမာစကာကကိုဖာမာပြန်လာတာမဲ့ရက်ကတဖြည်းဖြည်းနဲ့နီးစပ်လာပြီလို့ဆိုပါတယ်။ဒိုင်ယာမချခဏရနေပြီးယာတီအစတွေကဒိုင်ယာပြဿနာတွေရင်ဆိုင်နေရတဲ့ကိုဖာမာတယောက် မကြမီပြန်ကစားပေးနိုင်တော့မှာဖြစ်ကြောင်းနီးပြကအတည်ပြုထားပါတယ်ချက်စီသင်းရဲ့နီးပြအန်ဆိုမာရစကာကဝိုက်ဆန်စ်ခိုင်ဆေဒိုကအသင်းတော်အရေးပါဆုံးကစားမတယောက်ဆိုတာထက် အခြားကစားမတွေလိုပဲအရေးပါတဲ့ကစားမဖြစ်တယ်လို့ဆိုခဲ့ပြီး Rich Chaino, Enzo Fernandez တို့ Joao Petro အပါအဝင်အခြားကစားမတွေအတိုင်းပဲ Caicedo ကအသင်းတော်အရေးပါတဲ့သူတစ်ယောက်ဖြစ်တယ်လို့ဆိုထားပါတယ်ကျေးဇူးတင်ရဲ့ပိုင်ရှင်ဖြစ်သူတွေကတော့ဝင်းသစ်စီမံကိန်းကိစ္စကို Hammersmith Council နဲ့ဆက်ပြီးဆွေးနွေးနေဆဲဖြစ်တယ်။ချက်စီကဘေးသက်9800နဲ့9000ကျားရှိတဲ့သူတို့ဝင်းသစ်ကြီးကို Roman Abramovich လက်ထက်တဲကရေးဆွဲထားပြီးဖြစ်တယ်။ ဒါပေမဲ့လည်း Hammersmith Council ကခွင့်ပြုချက်မရသေးတဲ့အတွက် Chelsea ကအခုချိန်ထိ ဝိသိကိစ္စကို အချိန်တိုင်းတာထူတီဒလီလုတ်ခံနေရတာဖြစ်တယ်။အာနီစလောကတော့အာလဆနာအီဆက်ကချန်ပီယံလိပွဲလွဲချော်မှာဖြစ်ပေမဲ့မန်ချက်စတာစီးတီးနဲ့ပွဲကိုတော့ပါဝင်ဖို့သူတို့ဘက်ကမျှော်လင့်ထားကြောင်းနဲ့ပွဲအချိန်အတွင်းအနိုင်ငယ်ပါဝင်နိုင်ပွဲရှိကြောင်းဆိုထားပါတယ်။ဂျယ်ရမီဖရင်ပေါကတော့ဒဏ်ရာပြဿနာကြောင့်စီးတီးနဲ့ပွဲကိုတေချာပေါက်လွဲချော်မှာပွဲလို့ International Break အပြီးမှာပဲသူ့ရဲ့အခြေအနေကိုပြန်လည်ကြည့်ရှုရမှာဖြစ်ကြောင်းဆိုထားပါတယ်။လီဗာပူးတင်းကအီဘရာဟီမာခနာတေးရဲ့စာချုပ်တစ်ကိုချုပ်ဆို ပိုးပြင်ဆင်နေစေဖြစ်လို့ကစားမဘက်ကမထွေအသင်းရဲ့ကာလမှုကိုရရှိထားပြီးဖြစ်တယ်။ဆိုတော့ Real Madrid အသင်းကအခုလောလောဆယ်မှာ signing bonus နဲ့ကမ်းလှမ်းထားတဲ့ချိန် Liverpool ကတော့သူ့ကိုစာချုပ်တည်ချုပ်ဆိုဖို့ကြိုးပမ်းနေတာပါ။ Manchester City အသင်းရဲ့နီးပြ Pep Guardiola က Erling Haaland တယောက် on fire ဖြစ်နေပြီး သူ့ရဲ့အကောင်းဆုံးပုံစံကိုစပ်ပြီးထိမ့်သိမ့်နေစေဖြစ်လို့2022 23ရာသီကပုံစံဟာလန်ကိုပြန်မြင်နေရပြီလို့ဆိုပါတယ်ဒဏ်ရာပြဿနာတွေကြောင့်မန်စီးတီးသင်းမှာပါဝင်ခွင့်ရဖို့နေနေတဲ့ရူတီရဲ့ဒဏ်ရာကိုသူတို့ဘက်ကအဓိကကြည့်ရင်သူ့ရဲ့မိနစ်ကို manage လုပ်ဆောင်သွားမှာဖြစ်ကြောင်းဆိုထားပါတယ်ရူဒီဟာပြီးခဲ့တဲ့ပွဲစဉ်တုန်းကလည်းမင်းနဲ့ငယ်နေတာပါဝင်ကစားခဲ့တာဖြစ်ပြီးတော့လီဗာပူးနဲ့ပွဲမှာပွဲထွက်ခွင့်ပေးမပေးကိုဂွာဒီယိုလာကဆုံးဖြတ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်ဖက်ဂွာဒီယိုလာအသင်းရဲ့နောက်ခံကစားမမောင်ဝဲအခန်းကြီးကအင်တာမီလန်ကိုအငားနဲ့ပြောင်းရွှေ့ထားပြီးတဲ့အချိန်အင်တာမီလန်ကရာတီကုန်မှာအပီးတက်ခေါ်မခေါ်ကတော့ကလပ်ရဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်းသူကအတည်ပြုလိုက်ပါတယ် တစ်ချိန်တည်းမှာပဲ United နဲ့ Bayer Leverkusen ရဲ့နီးပြားဟောင်း Eric Ten Hag က Wolverhampton နီးပြားအဖြစ်ရေပန်းစားလျက်ရှိတဲ့အချိန် Victor Pereira ရဲ့ နီးပြရာလူအတွက် international break ချမှာပဲကလပ်ဖက်ကဆုံးဖြတ်မှာဖြစ်တဲ့အချိန်တဟက်ကနီးပြသစ်ဖြစ်လာဖို့ရေပန်းစားလည်းရှိတာပါ Newcastle United အသင်းကဂျိုလင်တန်နီယာမှာအစားထိုးဖို့အတွက် Atlanta ရဲ့ကိုယ်လှယ်ကစားမ Anderson ကိုစတင်ချဉ်းကပ်လျက်ရှိတယ်။အသက်26နှစ်အရွယ်ရှိတဲ့ Brazil ကိုယ်လှယ်ကစားမ Anderson ကိုအနာဂတ်မှာဂျိုလင်တန်နီယာအစားထိုးဖို့အတွက်စိတ်ဝင်စားပြီး ်ပန်း60လောက်ပေးရင်ခေါ်ယူနိုင်မယ်လို့ယုံကြည်လဲရှိတာပါဝက်ဆာသင်းရဲ့တိုက်စစ်မှု Nicholas Poker ရဲ့ agent ဖြစ်သူကကလပ်ကထွက်ခွာသွားဖို့ဆန္ဒရှိကြောင်းဆိုထားတယ်32နှစ်အရွယ်ရှိတဲ့ဒီကစားမကဘူရီရှာဒေါ်မန်ကကပြောင်းလာခဲ့ပြီးခေကရုံးကန်နေရတာဖြစ်ပြီးယာဒီဂိုမာကလပ်သင်းနဲ့လမ်းခွဲသွားဖို့ရှိနေပါတယ်ဘုံမောက်သင်းရဲ့နီးပြအဒိုနီအီရန်ဝူလာကိုလိုချင်တဲ့အသင်းတွေအများကြီးတဲ့မှာ လာလီဂါကလပ်အက်သလက်တစ်ကလပ်လည်းပါဝင်ပါတယ်။အီယာဝလာကိုချယ်ဆီအသင်းနဲ့သတင်းထွက်နေတဲ့အချိန်တကယ်လို့လာလီဂါဘက်ကအက်သလက်တစ်အနေနဲ့နီးပြအနာဆိုဗယ်ဗာတီနဲ့လမ်းခွဲခဲ့ရင်ဒါအီရော်ဝလာကိုသူတို့ရဲ့နီးပြအသိခတ်ဖို့ဆန္ဒရှိနေလို့ချယ်ဆီအသင်းကလည်းအနာဂတ်မှာအန်ဆိုမာရက်စကာရဲ့နေရာမှာအစားထိုးဖို့ရည်ရွယ်ထားတာဖြစ်တယ်။ဘိုမဘက်ကတော့သူတို့ရဲ့စပိန်နီးပြကိုကာလာရှိချတတ်တန်းထပ်တိုးချင်တာဖြစ်ပါတယ်။ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအောင်သားတင်ပါအားလုံးကျေးဇူးတင်ပါတယ်။